ဝဲကစားခဲ့တဲ့ဘောင်းမီတွေကိုလေလံတင်ပြီးတော့အင်္ဂလိပ်ဘေးပြည်သူတွေအတွက်လူလန်းမှုတွေပြုလုပ်သွားမယ်။နီကိုကိုင်လုံနဲ့စစ်တီချိုင်းပြည်သူများအလုံးမဲ့မင်းလာဝါများဘလူးလန်ကင်းကနေပြန်လဲကျိုးဆူလိုက်ပါရီ။လောရှင်နေပြီးကိုရှုံးနေကြရပြီးဘနန်ဝေတန်းရဲ့မွေထိုင်းချင်မြန်ကပတ်ကိုလက်တကန်အလုံးလောက်ရောင်းမှဆွန့်လွတ်လိုက်ရတဲ့နီကိုကိုင်လုံကတော့စစ်တီချိုင်းနဲ့ပွဲကြီးပွဲကောင်းတစ်ပွဲကိုရှင်မြန်ကစားခဲ့ပြီးဖြစ်ပါရီ။နီကိုကိုင်လုံနဲ့စစ်တီချိုင်းတို့ကအခုချင်းမ BC ကတဲ့15930ပြိုင်ပွဲမှာထိတ်တန့်ရင်ဆိုင်ခဲ့ကြရတာဖြစ်ပါရီ။ဒီပွဲရှင်မြန်ပြီးမှာတော့နီကိုကိုင်လုံရောစစ်တီချိုင်းရောကသရိုးဝစ်စင်ကစားခဲ့တဲ့ဘောင်းမီတွေကိုငလင်ဘေးတင်ပြည်သူတွေအတွက်လူလန်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရ ပါရီဒရုန်းရောင်းရဲ့ဘောင်းမီတွေကိုပါလုံမလဲဆိုတော့လေလံတွေရောင်းချသွားမှာပဲဖြစ်ပါရီလေလံတွေရောင်းချလို့ရရှိလာတဲ့ငွေကြေးတွေကိုဘန်ကောက်မြို့ကငလင်ဘေးတင်ပြည်သူတွေအတွက်လူရမ်းမှုတွေပြုလုပ်သွားမှာဖြစ်ပါရီဘောင်းမီတွေအတွက်လေလံကျန်းကင်းစီဘတ်တထောင်ကနေစတင်မယ်လို့မန်နေဂျာဖြစ်တဲ့ညစ်အကင်ရဲ့အဆိုအရသိရပါရီ အလူချမ်းလို့တဲ့ဆိုတော့နေတိပြည့်စီများတိဖြစ်စီရေးမကြည့်ပုံနေရာဒေသလည်းရွေးစရာမလိုပုံဒုက္ခရောက်နေတဲ့သူတွေကိုကွန်ဂျီချင်တဲ့စိတ်ရှိဖို့ကသာအဓိကဖြစ်ပါရီဒီပွဲစဉ်မှာတော့ညီကိုကိုင်လိုကစစ်တီချိုင်းကိုဒုတိယအချီမှာဗက်တရန်ရိုက်ချက်နဲ့အလဲထိုးပွဲတင်ပေးလိုက်ပြီးတော့ KO နဲ့နိုင်ပွဲရရှိသွားခဲ့ပါရီညီကိုကိုင်လိုကဝမ်ချမ်ပီယံရှစ်ကိုရောက်ရှိအပြီးမှာလေးပွဲစတိုက်နိုင်ပွဲရရှိခဲ့ကောလက်စွမ်းကောင်းတွေကိုပြသနိုင်ခဲ့တာကြောင့်ပြီးခဲ့တဲ့170ပြိုင်ပွဲမှာတော့ကစူပါလက်စီကနေမွေတိုင်းဘန်နဝေးတန်ရဲ့ချမ်ပီယံကပတ်ကိုစိန်ခေါ်ဒုတက်ခွင့်ရရှိခဲ့ရလေဖြစ်ပါရီဒါပေမဲ့စူပါလက်နှုတ်ထွက်သွားခဲ့လို့ပွဲပြတ်သွားခဲ့ရတာကြောင့်ညီကို ကိုင်လူကနဗီနေပဲကြပြချင်းမဲကပတ်လူပွဲကိုဆင်နွှဲခဲ့ရပြီးတော့ဒီကီယိုနဲ့အရှုံးပေးခဲ့ရတာဖြစ်ပါရင်ဒါပေမဲ့ခုဆိုရင်တော့ဒီကိုကိုင်လူကစစ်တီချိုင်းကိုလဲတူနဲ့နှရာရှိကရုံးပွဲကနေအကောင်ဆုံးပြလာနိုင်ခဲ့ပြီလေဖြစ်ပါရင်ဒါပြင်ဒီပွဲပြီးမှပြိုင်ဘက်တွေဖြစ်ကစားခဲ့ကြတဲ့ကစားမနှစ်ဦးစလုံးကပွဲတွင်မှာသူတို့ဝစ်စင်ကစားခဲ့ကြတဲ့ဘောင်းမီတွေကိုငလင်ပေးတဲ့ပြည်သူတွေအတွက်လူရန်ရာမှာတော့အလုံငယ်ရရှိဖို့လေလံနေရောင်းချဖို့အတွက်ပေးရလူတန်းခဲ့ကြတာဖြစ်ပါရင်အစုံးလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ညာ